မင်္ဂလာပါရှင်မန္တလေးခေတ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးအာဆီယံထိပ်သီးအစည်းအဝေးစတင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီနေ့အောက်တိုဘာ26ရက်မှာမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာ48ကျိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုစတင်ကျင်းပနေပါပြီ။အဲ့ဒီအစည်းအဝေးကိုအာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေအာဆီယံဆွေးနွေးပတ်နိုင်ငံခေါင်းဆောင်တွေနဲ့ကုလသမဂ္ဂအထွေထွေတွေ့ရမှုချုပ်လည်းတက်ရောက်တာကိုတွေ့ရပါတယ်။ American သမ္မတဒေါ်နယ်ထရန့်လည်းအစည်းအဝေးတက်ရောက်ဖို့ဒီနေ့မနက်ပိုင်းမှာကွာလာလမ်ပူကိုရောက်ရှိလာပါတယ်။ မလေးရှားမှာကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးကိုအာနာသိမ့်မြန်မာစစ်ကောင်စီကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တက်ရောက်မယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းတွေကစစ်တပ်အတွက်ဝါရဖြန့်ပေးနေတဲ့ Telegram Channel တွေကဝါရဖြန့်ကြတာရှိပါတယ်မလေးရှားသတင်းမီဒီယာတခုဖြစ်တဲ့ New Strike Time ရဲ့ ASEAN ထိပ်သီးအစည်းအဝေးတက်ရောက်မဲ့လူစည်းမှာစစ်ကောင်းဆောင်အမိကို ပါဝင်တာကိုကိုးကားပြီး ဝါရဖြန့်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့ New Strike Time တရင်ဌာနကတရင်မှာမြမစစ်ကောင်စီကောင်းဆောင်ရဲ့အမိကိုပယ်ဖြန့်လိုက်ပါတယ်။အာနာသိန်းစစ်ကောင်စီကောင်းဆောင်ပိုင်းကိုအာဆီယံကမြမနိုင်ငံရဲ့ပြည်ပခန့်ကိုဖြည့်ရှင်းမှုချမှတ်ထားတဲ့ဘုံသဘောတူညီချက်၅ချက်အကောင့်ထဲပေါ်ပေးတာကြောင့် ဘုံသမောတူညီချက်၅ချက်အကောင့်ထဲမဖို့ပေးတာကြောင့်ထိတ်သည့်အစည်းအဝေးတက်ရောက်ခွင့်ပိတ်ပင်ထားတာပါ။အဲ့ဒီအချက်တွေကတော့အကျန်းဖက်မှုတွေချက်ချင်းရပ်တန့်ဖို့တက်ဆိုင်သူတွေနဲ့တွဲဆုံဆွေးနွေးမှုလုပ်ဖို့တွဲဆုံဆွေးနွေးမှုဖြစ်လာအောင်အာဆီယံအထူးကိုယ်စားလှယ်ရဲ့ဂျောင်းဝင်ညီနိုင်ပေးတာကိုလက်ခံဖို့အာဆီယံကတစဉ်စာနာမှုအကူအညီတွေပေးဖို့နဲ့အာဆီယံအထူးကိုယ်စားလှယ်ကိုတက်ဆိုင်တဲ့အဖွဲ့တွေအားလုံးနဲ့တွဲဆုံခွင့်ပေးဖို့အချက်တွေပါဝင်ပါတယ်။ ဘုံသဘောတူညီချက်၅ချက်ကိုမြန်မာစစ်တပ်အာဏာသိမ်းပြီးလပိုင်းအကြမ်းပါပဲအင်ဒိုနီးရှားမှာပြုလုပ်တဲ့အာဆီယံကောင်ဆောင်၏အစည်းအဝေးမှာချမှတ်ထားခဲ့တာပါဘုံသဘောတူညီချက်၅ချက်ချမှတ်ခဲ့တဲ့အစည်းအဝေးကိုအာဏာသိမ်းစစ်ကောင်ဆောင်လည်းကိုယ်တိုင်တက်ရောက်ခဲ့ကြောင်းသိရပါဗျာ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းကမ်ဘောဒီးယားငင်းချင်းအစာချုပ်မှုကိုထရန့်ကြီးမှုပေးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနဲ့ကမ်ဘောဒီးယားတို့ကြားကငင်းချင်းအစာချုပ်ချုပ်ဆိုမှုကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကြီးမှုဆောင်ကြည့်ပေးခဲ့ပါတယ်။ထရန့်ဟာအရှေ့တောင်အာရှနိုင်ငံများအစည်းအဝေး ASEAN ညီလာခံတက်ရောက်ဖို့အတွက်အောက်တိုဘာ26ရက်မှာမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်စီရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲသူဟာ ASEAN ဖွဲ့ဝင်နှစ်နိုင်ငံဖြစ်တဲ့ထိုင်းနဲ့ကမ်ဘောဒီးယားတို့ရဲ့ငင်းချင်းအစာချုပ်လက်မှတ်ရေးထိုးတဲ့အခမ်းအနားကိုတက် ရောက်ခဲ့တာပါအခမ်းအနားမှာတော့ထိုင်းဝင်ကြီးချုပ်အနုတင်ချန်ဗီရာကိုနဲ့ကမ်ဘောဒီးယားဝင်ကြီးချုပ်ဟွန်မာနက်တိုကငင်းချင်းစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပြီးသူတို့ရဲ့ဘေးတစ်ဖက်တစ်ချက်မှာတော့လက်ရှိအာဆီယံအလဲကြောင့်ဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဝင်ကြီးချုပ်အန်ဝါအီဘရာဟမ်နဲ့ထရန်တို့ကနေရာယူထားခဲ့တာကိုတွေ့ရပါတယ် ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာနေဆက်ရေးရအငင်းပွားမှုတွေကိုအကြောင်းပြုပြီးဇူလိုင်လ24ရက်ကနေ29ရက်နေ့ထိဆင်ရေးပရိပက္ခပြပွားခဲ့ပါတယ်။အဲဒီနောက်မလေးရှားနဲ့အမေရိကန်အစိုးရတွေရဲ့ကျောင်းဝင်ညှိနှိုင်းပေးမှုကြောင့်အပြစ်ခတ်ရက်စဲခဲ့ပြီးအခုတော့ငင်းချင်းစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ထိုင်းနဲ့မလေးရှားတို့ကြားငင်းချင်းစာချုပ်ချုပ်ဆိုပြီးတဲ့နောက်ထရန်ဟာကမ္ဘောဒီးယားနဲ့ကုန်းသွယ်ရေးစာချုပ်ထိုင်းနဲ့တပ်ထူတူဖော်ရေးညှိနှိုင်းစာချုပ်တွေကိုတီးခြားစီလက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါအပြင်မလေးရှားမှာရှိနေစဉ်တော့တွင်ထရန်ဟာမြေရှားတပ်ထုတွေပါဝင်အရေးပါတဲ့စစ်မှုလုပ်ငန်းသောဒက်တပ်ထုပစ္စည်းတွေထုတ်လုပ်ရေးဆိုင်ရာသဘောတူစာချုပ်တစ်ခုကိုလည်းမလေးရှားအစိုးရနဲ့ချုပ်ဆိုသွားမယ်လို့အင်ဖြူရောကကြေညာထားပါတယ်ထရန်ဟာ၅ရက်ကြာအာရှခီးစဉ်ဖြင့်မလေးရှားကိုရောက်ရှိနေပြီးအဲဒီကနေတဆင်တောင်ကိုရီးယားနဲ့ဂျပန်တို့ကိုလည်းတွားရောက်ဖို့စီစဉ်ထားပါတယ်သူဟာတောင်ကိုရီးယားမှာ အာရှပစိဘိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖွဲ့အေပက်ညီလာခံတက်ရောက်ရင်းတရုတ်သမ္မတရှီကျင်းဖြင့်လည်းကုန်သွယ်ရေးဆိုင်ရာ ာဆွေးနွေးမှုတွေလှုပ်ဆောင်သွားမယ်လို့သိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့အာဆီယံမှာအဖွဲ့ဝင်နိုင်ငံတွေဖြစ်လာတဲ့အရှေ့တီမောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အရှိဒီမော့ဟာအရှိတောင်အာရှနိုင်ငံများအစည်းအရုံးအာဆီယံရဲ့တရားဝင်အဖွဲ့ဝင်နိုင်ငံသစ်ဖြစ်လာခဲ့ပါတယ်။အော်တိုဘာ26ရက်နေ့ကအာဆီယံထိပ်သီးနီလာခံမှာအရှိဒီမော့ကိုအဖွဲ့အစည်းရဲ့၁၁ခုမြောက်အဖွဲ့ဝင်သစ်ဖြစ်လက်ခံကြောင်းတရားဝင်ကြေညာခဲ့ပါတယ်။အရှိဒီမော့ကိုလက်ခံကြိုးဆိုတဲ့စာချုပ်ကိုအာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးရဲ့ခေါင်းဆောင်တွေကလက်မှတ်ရေးထိုးခဲ့ပြီးအရှိဒီမော့ရဲ့ဝင်ကြီးချုပ်ကီရာလာရှာနာနာဂူမာအိုကနောက်ဆုံးမှာလက်မှတ်ရေးထိုးခဲ့ပါတယ်။ လက်မှတ်ရေးထိုးမှုအပြီးမှာတော့တခြားအာဆီယံ၁၀နိုင်ငံရဲ့အလံတွေနဲ့တူအရှေ့တီမောအလံကိုပါခမ်းမတွေမှာထားရှိစိုက်ထူခဲ့ပါတယ်။ကွာလာလမ်ပူမြို့တော်မှာကျင်းပခဲ့တဲ့ခမ်းနားမှာတော့မလေးရှားဝန်ကြီးချုပ်အန်ဝါဣဗရာဟင်ကအာဆီယံမိသားစုတွေအဖွဲ့ဝင်တွေအရှိတီမောကိုကြိုးဆိုကြောင်းပြောကြားသွားပါတယ်။မလေးရှားဟာအာဆီယံရဲ့လက်ရှိအလဲကျောက်ဥက္ကဋ္ဌတာဝန်ယူထားတဲ့နိုင်ငံမှာ ဂုစမာအိုကလည်းအာဆီယံအဖွဲ့ဝင်ဖြစ်လာတာဟာအရှိတီမော်ရဲ့ရှင်လျားကြာညောင်းခဲ့တဲ့အိမ်မက်တစ်ခုလက်တွေ့အကောင့်ထဲပေါ်လာတာဖြစ်ကြောင်းပြီးတော့အဲဒီဆန္ဒအတွက်ကြံ့ကြံ့ခံပြီးစူးစူးဆိုင်ဆိုင်အားထုတ်မျှော်လင့်ခဲ့တာတွေရဲ့အကျိုးရလဒ်လို့လည်းဆိုနိုင်ကြောင်းပြောကြားခဲ့ပါတယ်။အရှိတီမော်ဟာအာဆီယံအဖွဲ့ဝင်ဖြစ်ခြင်းအတွက် အရှိဒီမိုဟာအာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်အတွက်2017မှာစတင်လျှောက်ထားခဲ့ပြီး2022မှာတော့နေလာသူဖြစ်အာဆီယံအစည်းအဝေးတွေစတင်တက်ရောက်ခွင့်ရလာခဲ့ပါတယ်။အဲ့ဒီအချိန်ကစလို့အရှိဒီမိုဟာအာဆီယံရဲ့အရေးပါဆုံးအစည်းအဝေးတွေကိုအနီးကပ်လေ့လာခွင့်ရနိုင်ခဲ့ပြီးတစ်ချိန်တည်းမှာပဲအာဆီယံရဲ့မူဝါဒရေးရာစီးပွားရေးလူမှုယဉ်ကျေးမှုစံနှုန်းတွေနဲ့ကိုက်ညီအောင်လဲအလေးထားပြင်ဆင်မှုတွေလုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ NLD အစိုးရကလောင်ဝါကဥပဒေ၊အစင်းဥပဒေနဲ့နောက်ရောင်ကန်ဥပဒေကိုဖျက်သိမ်းလိုက်ခြင်းဖြင့်နိုင်ငံတော်အချုပ်ချာအာဏာကိုချိုးဖောက်ခဲ့ဟုဂျန်ဖို့ဩကထခင်ဤဒေါသတကြီးမှတ်ချက်ပြုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ NLD အစိုးရကလူဝင်မှုကြီးကြပ်ရေးဥပဒေ၊အစင်းဥပဒေနဲ့နောက်ရောင်ကန်ဥပဒေတို့ကိုဖျက်သိမ်းလိုက်ခြင်းဖြင့်နိုင်ငံတော်အချုပ်ချာအာဏာကိုချိုးဖောက်ခဲ့ကြောင်းဂျန်ဖို့ပါတီဩကထခင်ဤကဒေါသတကြီးမှတ်ချက်ပြုပြောဆိုလိုက်ပါရင်အော်တိုဘာလ22ရက်နေ့တရတဦးမြို့နယ်မှာဂျန် မှုပါတီဝင်များနဲ့တွေ့ဆုံစဉ်၎င်းကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပါတယ်။လာဝကဝင်ကြီးဖြင့်ဦးသိန်းစိန် ဆိုရလက်ထက်တွင်တာဝန်ထမ်းဆောင်ခဲ့ကြောင်းထို့ကြောင့်မြန်မာနိုင်ငံသို့ပြည်ပမှနိုင်ငံသားသားအဝင်ထွက်ကိုစီစစ်ပြီးစည်ရင်ပြုစုစောင့်ကြည့်ခဲ့ရကြောင်းနိုင်ငံတော်သည်သိရန်စာတမဟုတ်ကြောင်းနိုင်ငံတော်သည်တာလာရန်စရဲမဟုတ်ကြောင်းတို့ရတွင် NLD အစိုးရကအေဇင်ဥပဒေလောင်းဝကဥပဒေနှင့်နောက်ရောက်ကဲဥပဒေများကိုဖျက်သိမ်းခဲ့ကြောင်း၎င်းကပြောပါရသည် ကျွန်တော်ကလာဝကဝင်ကြီးလုပ်တဲ့ပြည်ဝင်ပြည်ထွက်ကိစ္စကကျွန်တော်နဲ့ဆိုင်တဲ့ကိုယ်နိုင်ငံကိုဘယ်သူတွေဝင်လာတယ်ဘယ်သူတွေထွက်သွားတယ်ဒီနိုင်ငံမှာနိုင်ငံခြားသားတွေဘယ်လောက်ရှိတယ်ဆိုတာကျွန်တော်နဲ့ဆိုင်တဲ့ဒါကတသက်လုံးကျွန်တော်တို့နိုင်ငံမှာလုပ်နေတဲ့ကိစ္စတွေခင်ဗျားတို့လည်းတနည်းအားကိုနိုင်ငံတွေဘာတွေသွားမယ်နိုင်ငံခြားတွေဘာတွေသွားတယ်ဆိုရင်လင်းပြန်ပေါ်မှာဖြစ်ရတယ်ကျွန်တော်နာမည်ဘယ်သူကျွန်တော်ဘာပြည်ဝင်ခွင့်နဲ့လာတယ်ဘယ်မှာကျွန်တော်နေတယ်ဘယ်တော့ပြန်မယ်ဒါတွေမလုပ်သင့်ဘူးလားကိုယ်နိုင်ငံကိုလာတဲ့သူတွေအတွက်ကိုယ်က တာလာရဲ့ဇယက်မမဟုတ်ဘဲအဲ့ဒီလူကလေးစိတ်ကိုရောက်တာနဲ့လာဝကဒီစင်းတွေကိုယူပြီးတော့ထိန်းထားရတယ်။သူသွားခဲ့တဲ့နေရာဥပမာသူဟိုတယ်မှာတဲမယ်အပြင်မှာတဲခွင့်မရှိဘူး။အိမ်တွေမှာအခြားနိုင်ငံတွေလို home stay ခေါ်တာပေါ့တဲလို့မရဘူး။အဲ့ဒီစင်းတွေကိုညနေမှာလာဝကကိုပို့ရတယ်။လာဝကကဒါကုံတည်တယ်။ကိုယ်နိုင်ငံမှာနိုင်ငံသားသားဗနယောက်ရှိတယ်။ကိုယ့်အိမ်ကိုဝင်လာတဲ့ဒစိန်ကိုသိဖို့မလိုဘူးလား။ဒါနိုင်ငံတော်လုံခြုံရေးဟုတ်တယ်မလား။တရားဥပဒေစိုးမိုးရေးကိုယ်အချုပ်ချာအာဏာတည်တံ့ခိုင်မြင်ရေး ကိုချန်စီယုတ်ကိုကိုထိန်တာအဲ့ဒါဘာမှမတရားစရာမရှိဘူးဘယ်နိုင်ငံသားမဆိုဘယ်နိုင်ငံသားမဆိုဒီလိုကြီးပဲထုံးစံပဲအဲ့ဒီလွန်ခဲ့တဲ့အစိုးရအဖွဲ့အစည်းတခုလက်ထက်မှာအဲ့ဒါကိုဖျက်ပစ်လိုက်တယ် ။ဒီဝင်ခွင့်နဲ့ပတ်သက်ပြီးရှောက်ထားစရာမလိုဘူးလို့ဖြတ်လိုက်တဲ့ခမောင်းဝင်လာတော့ကိုလုံးဝမသိတော့ဘူးပြီးတော့ဘယ်မှာတဲလဲဆိုတာမသိအောင်အစဉ်ဥပဒေကိုဖြတ်လိုက်တဲ့ဘယ်မှာတဲလဲဆိုတာကိုမသိတော့ဘူးဘယ်သွားတယ်ဆိုတာမသိအောင်နောက်ရောက်ခံဥပဒေဆိုတာဖြတ်ပြလိုက်တဲ့ဝင်လာလဲမသိဘူးဘယ်သွားလဲဆိုတာလဲမသိဘူးအဲ့ဒီတော့ကိုနိုင်ငံမှာလူဆိုးမဲလူကောင်းမဲမသိတဲ့သူတွေအများကြီးဖြစ်မနေဘူးလားအဲ့ဒီစနစ်ကိုအခုပြင်လိုက်ရပြီဟုခင်ကြီးကပြောဆိုပါတယ် ရခိုင်အစိုးရခေါ် NLD အစိုးရသည်နိုင်ငံတော်၏အထုတ်ချအာဏာကိုချိုးဖောက်ခဲ့ကြောင်းမင်းအောင်လှိုင်ကဆေးအာဏာသိမ်းခြင်းတွင် NLD အစိုးရကဖျက်သိမ်းခဲ့သောဥပဒေများကိုချက်ချင်းပြဋ္ဌာန်းပြီးပြင်ဆင်ခဲ့ရကြောင်း၎င်းကဆက်လက်ပြောဆိုပါသည်ကျွန်တော်လမ်းဝါကမှဒုတိယကြိမ်ဝင်ကြီးထပ်ဖြစ်တဲ့ဖြစ်တော်နိုင်ငံသားတွေပြဇန်းကွာစရင်အဘတသိန်းခွဲလောက်ရှိတယ်ထင်တယ်စည်ရင်းတွေတိတ်ချကြည့်တယ်ဘယ်နေရာမှာရှိတာလဲကျွန်တော်မသိဘူးဘာလို့မသိလဲခုနကစနစ်တွေဖျက်ပစ်လိုက်လို့ပြန်ပြင်ရတယ်အဲ့ဒါခင်ဗျားတို့မသိနိုင်တဲ့ကိစ္စနိုင်ငံတော် အချုပ်ချာအာဏာကိုချိုးဖောက်ခဲ့တာဟုခင်ဟီကပြောဆိုပါရယ်။ဂျန်ဖို့ဩဂတာခင်ဟီကမကြမီကျင်းပမေရွေးကောက်ပွဲတွင် NND ပါဝင်ခြင်းမရှိတော့လဲ NND ဆိုရလက်ထက်တွင်တိုင်းပြည်အခြေအနေမကောင်းဟုဆိုကမကြခနောက်ဆိုသလိုဝေဖန်တိုက်ခိုက်မှုများဇက်တိုင်းလုံဆောင်လာသည်ကိုမြင်တွေ့ရပါရယ်။ဆလတ်